အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူကြီးမင်းတို့ရဲ့တန်မှုထားရတဲ့တိုက်ချက်တွေဟာသူတို့ရဲ့စိတ်နဲ့စိတ်ထားကိုကိုဟန်အနေထားနဲ့ဘလို့ပြသလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ချက်ဆိုတဲ့မျိုးကစကားပြောတတ်တဲ့တတော်မဟုတ်နေတော့သူတို့ရဲ့ခံစားမှုတွေကိုမျက်နှာနေထိုင်သွားလာမှုတွေကိုကြည်ပြီးပိုင်ခြင်းကဆုံးဖြတ်ပေးတဲ့ရပါတယ်ကဘာဘောကချက်မျိုးစိတ်များစွာထဲမှာမှမြန်မာတိုက်ချက်တွေဟာတတိခန္ဓာရင်းနဲ့ချက်ခုတွေပြည့်စုံပြီးခြားသောချက်မျိုးစိတ်တွေထက်ဉာဏ်ရင်းမြင့်မားကြတယ်လို့လေ့လာခဲ့ပုံပါတယ် မူရတွေကိုကြည့်ပြီးပါတွေသိနိုင်တယ်။ပါတွေကိုဆုံးဖြတ်နိုင်တဲ့ဆိုရင်တော့တက်တွေဟာအေးအေးပတ်လိုက်အတောင်တွေဆမိတွေကိုခေါင်းလေးတွေအတောင်ချပြန်လို့တာတက်ပါတယ်။အဲ့ဒီမှာသူ့ရဲ့မျက်နှာနဲ့ခန္ဓာကိုယ်တို့အနွေတဲ့လိုအပ်နေပြီလို့ပြသတာဖြစ်ပါတယ်။ကြယ်ရဲ့မျက်နှာတွေအယောင်ပြောင်းလဲမှုဖြစ်တဲ့အခါဝမ်းတွေအဟာရဓာတ်နဲ့ဝမ်းတွေပြဿနာတစ်ခုခုဖြစ်နေပြီဆိုတာကိုပြသတာဖြစ်ပါတယ်။အခြားပြင်မတန်ရာအကြောင်းဆိုရင်လည်းနာကျင်မှုကိုမခံစားနိုင်လို့ပြသတာပါ။ နောက်တစ်ခုကပွေးကြောင်ခုပေးကွာကစားနဲ့မျက်နှာသားရည်လိုအမ်းမှုတွေလွေးလည်ပတ်မှုတွေပုံမှန်မရှိသေးဘူးအရင်မပြေဝသေးဘူးဆိုတာတွေကိုပြသတာဖြစ်ပါတယ်တန်ရှိလို့အင်မတန်ဘိုက်တွေနာလာတဲ့အခါမျိုးမှာတော့ဒုံညူပြီးဝတ်သွားတတ်ပါတယ်အဲဒါကိုအေးဖမ်းပြီးတုံ့ဆွဲလာတဲ့မာတက်ကြပါတယ်နောက်ကြက်ကလေးတွေကြက်ပေါက်တွေကြက်မတွေကြက်ဖာကြီးတွေဖင်ပေါ်နှုတ်နဲ့ပြန်စိတ်တဲ့အခါမှာတော့နှမျိုးနှစားတည်နိုင်ပါတယ်ပထမတစ်မျိုးကဝမ်ပြဒနာရှိတဲ့အခါနဲ့ဝမ်ပြထားမျိုးတန်းကြတာမျိုးပါ နောက်တစ်ခုကတော့စေဟူအဝါနဲ့အတွင်းမှာအနာတန်ရာရှိနေတတ်တာမျိုးတွေကိုအလိုမူရနဲ့ပြတာတတ်ပါတယ်။တက်ပြီးအမောင်းညူရဲ့အခါမှာတော့ wondering eye မပြေဝါလို့ခန္ဓာကိုယ်ဟာအေးတဲ့ဒဏ်ကိုမခံနိုင်ဘူးဆိုတာကိုပြတာတာဖြစ်ပါတယ်။အဆုပ်ကိုထိခိုက်လောက်တဲ့ဒဏ်မဟုတ်တဲ့အရေးပတ်တာမျိုးဖြစ်နေတာပါ။စေဘဝနိုင်ရှင်မြောက်မယ်။ ဒူးနိုင်ရင်ဒူးကွေးပြီးမကြခနာဝင်မယ်။ပေါမဒန်ရရှိနေရင်တော့ရှစ်တန်းမျိုးသွားတာမျိုး၊တဖန်နစ်မျိုးရှစ်တန်းမျိုးသွားတာမျိုး၊မကြခနာဝှချလိုက်တာမျိုးစတာတွေတွေ့ရတတ်ပါတယ်။ခါမဒန်ရရှိနေရင်တော့ဂျက်ကဆက်နေပဲဂုံနေပြီးလဲဆန်းမျိုးမကြခနာကောင်းနေတတ်ပါတယ်။အခြားသောယောဂဝင်တဲ့အခါမျိုးမှာလည်းအဲ့လိုပုံစံဖြစ်တတ်ပြီးမြေပူစာမှာသွားပြီးမကြခနာဇောင်းမှုထားနေတတ်ပါတယ်။တို့ရဲ့ကျမ်းမာတတ်ဆွမ်းမှုကိုရှေ့ညနာနဲ့အမူအရာတွေကိုကြည့်ပြီးပြောရှာသိတတ်ပါတယ်။အဲ့တော့ရှေ့ပြားထောက်သွားတဲ့ကြက်တွေရရှေ့သွားတဲ့ပေါ့အင်မတန်ထူးချွန်တတ်ကြပါတယ်။ ကျမအများကြီးရဲ့ပုံစံမှာတွေ့နိုင်ပါတယ်အရေရောက်ကျမတကောင်ကအရင်ကဘဲချက်ကိုဘလောက်ပဲကြောက်ကြောက်သူ့ရဲ့နိုင်ချက်အနည်းမနည်းမဝဲမှာလဲဆက်မိအတောင်ခတ်တွန်းနေပြီဆိုရင်တော့အကျက်ဟာဘဲချက်နဲ့မဆိုချက်ကိုရဲနေပါပြီဘာအယောင်မှမယူတော့ဘူးဆိုတဲ့သဘောမျိုးပါတွန်းတဲ့ပုံစံတွေမှာလဲသူတို့ရဲ့အရင်ပြေးွားမှုကိုပြသနေတဲ့ပါတယ်ဘယ်လိုပုံစံတွေဆိုတော့တော့စောင့်မျှော်ကြည့်စုအားပေးကြပါအောင်လို့ပြောရင်းတိုက်ကျစစ်သူကြီးကိုပေါင်းတိုက်ကျကောင်များပိုင်ဆိုင်နိုင်ကြပါစေဗျာ ောက်လာမယ့်ရက်တွေမှာလည်းတကြက်နဲ့ပန်းဆက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ခဲ့ပါဦးခင်ဗျာ